ပဲခိုင်နေဝင်တယ်ဟုတ်တယ်အမသားသမီးရေဆိုလို့ရှိရင်တို့တွေကအချစ်ပေးကြတာပေါ့နော်အမသားသမီးတွေကလည်းတို့လည်းပြောပြတယ်ဟိုအမဟိုအမတယောက်တည်းနေမဟုတ်ပဲနဲ့တို့အချစ်တဲ့သူတွေကများတယ်လေအဲ့တော့လဲလိမမနေဖို့စီကန်ရှိဖို့ဒါပေမဲ့အမကလေးတွေကခုလိုမျိုးကွဲထုတ်လိုက်ပြီးရမ်းလိမ်မှာတော့ကိုကကြည့်ပြီးတော့စိတ်မကောင်းလိမ်မှာ မပြတတ်အောင်အဲဆိုနေပူတယ်ဒါပေမဲ့ယင်းထဲမှာအရင်အေးချမ်းနေရဲ့အာပြီးတော့ခလင်းတွေကလည်းဟိုပြည့်တက်တွေကလည်းအများကြီးချစ်ပေးကြတယ်ဆိုတဲ့ခါကျတော့အရင်ပျော်တယ်အရင်အောင်ဖြစ်နေ အဲ့ဒါဟိုပြောပြမလဲအမကသူတို့ကိုကျေးဇူးတင်ရမှာသူတို့ကြောင့်အမသာသနာပြုခွင့်ရတာအမအခုလိုမျိုးရဟန်းအမဖြစ်ခွင့်ရတာဒါအမကလေးတွေကိုပုံပြန်အောင်မှကျေးဇူးတင်ရအောင်ပါကျော်ကြာကျွန်တော်တက်ကတာပထမဆုံးပဲအမကိုပြောတော့အမကလိုက်ခဲ့လို့ရတယ်ဒီနေ့ခံစားချက်ကကျွန်တော်အကြည့်နူးရပါတော့ပြီးတော့အမကိုလည်းအားကျတယ်ပြီးတော့အမရဲ့သားသမီးတွေအရင်လိန်ပါစိတ်ကဲရင်ရှိရအဲ့ဒါကိုတွေးခဲ့ရတာ ဟုတ်ကဲ့ဟိုအမောက်လေးဒီနေ့ကြည်ပြီးတော့အရန်ဟိုလေးပီတိဖြစ်တယ်တကယ်ဟိုလေးကလေးတွေကလည်းအရန်လိမ့်ပါတော့လေးကြည်ပြီးတော့ဟိုအရန်နဲ့ပျော်တယ်ဟုတ်လေအရင်အားကြတယ်ဟုတ်နေခိုင်နေဝေတယ်နေခိုင်နေဝေတယ်ဟုတ်တယ်အမသားသမီးရေဆိုလို့ရှိရင်တို့တွေကအချစ်ပေးကြတာပေါ့နော် အမသားသမီးတွေကလည်းတို့လည်းပြောပြတယ်ဟိုအမဟိုအမတယောက်တည်းနေမဟုတ်ပဲနဲ့တို့အချစ်တဲ့သူတွေကများတယ်လေအဲ့တော့လေးလေးမမနေဖို့စီကံရှိဖို့ဒါပေမဲ့အမကလေးတွေကအခုလိုမျိုးကွဲထုတ်လိုက် ရမ်းလိမ်မာတော့ကိုကကြည့်ပြီးတော့စိတ်မကောင်းလိမ်မာတော့အကြည့်လို့ပေါ့နော် အဲပျော်တာပေါ့ညီမလေးရယ်ဘာလို့လဲဆိုတော့တို့ဖြစ်ဖို့ရအောင်အမကလေးစမွေးကလေးကစိတ်ကူးရင်ကြည့်ရတာအခက်ကျင်းကျင်းခါခါပဲဒီလိုနေ့ကိုစောင့်နေတာဒီလိုနေ့ကိုဟိုအမလှုပ်ဖို့အားခဲထားတာပေါ့နော်အဲ့အတွက်လည်းတို့ကိုလှုပ်မယ်ဆိုလို့ရှိရင်ဒီချင်းပြူနာသားနဲ့ဒီဟာမျိုးလှုပ်ပေးမယ်ဆိုလို့ရှိရင်အမတောင်းထေော်၄နှစ်တစ်ချိန်၃နှစ်တစ်ချိန်ကအများကြီးကြုံရမှာနောက်ထပ်ကလေးတွေလည်းအများကြီးထက်ရှင်ပြူအောင်မှာဆိုတော့ ဒါရဲအမကြီးခဏခဏထက်တယ်လေးရနေမှာပေါ့ဟုတ်။ရဲအမတို့ကပီတိဖြစ်ရတာလေ။အဲ့ပြောကိုယ်တိုင်ပြင်ဆင်ပြီးတော့ကလေးတွေကိုအခုလိုမျိုးလူချားတွေမှာဖျားမှာဖျားလာပြတယ်ဆိုတဲ့အချိန်မှာကလေးတွေနဲ့တော့ပို့ပြီးတော့မန်းတက်တာပေါ့လား။ကိုကအမေပေါ့။အဲငါကလေးတွေလိမ့်မှာပါရောကလေးအများကြီးရဲ့အမေဆိုတော့စိတ်ထဲမှာအဲ့လိုမျိုးဖြစ်တယ်။ဆောင်းလေးပြောရအောင်ခုနကဒါကိုအနောက်ကနေလမ်းဆောင်နေအမက လေးကိုအရင်အားကြရဲဆိုပြောရတယ်အဲ့လိုကတော့မမကမေခိုင်နေဦးရေဆိုပြီးတော့အကောင်းဆုံးပြီးတော့ခေါ်ကြတယ်ပြီးတော့ခလေးတွေရလဲလေကြည့်နေတာဆိုတော့လေအဲ့ဒါလေးကိုကြည့်ပြီးတော့လေအရန်ကိုပီတိဖြစ်တယ်ဟိုကိုယ်ကလည်းဒါငွေစားမေဟုတ်တယ်ဒီနေ့အတွက်အဲ့ဒီတော့အခုလိုမျိုးလေးပေါင်းဝင်ရတဲ့ ကြီးစဉ်းစားတင်ပါတယ်အမကလည်းကျေးဇူးကိုငင်းကိုအမလေးရောမနေ့အစောကြီးကလေးလာဆောင်ပေးနေတာအာအခုလိုမျိုးအမရဲ့ခလေးမျိုးရှင်ပြနာတာအလူတော်မင်္ဂလာမှာအာကိုကညံအားနဲ့လိုက်ပြီးတော့ဟိုကိုကူညီပေးတာကိုပဲအမတကယ်ကိုကျေးဇူးတင်ပါတယ်ဟုတ်မိပါနေရာတွေမှာတာတာတယ်အဲ့ဒီကလေးအားလုံးကလည်းအမရဲ့တုန်နေဆုံးမမှုအောင်မှာအရင်လိမ်မာကြတွေ့ရကျွန်တော်အရင်ပြီးပြီဖြစ်တယ်။အဲသူတို့မိမကရောင်ငန်းနေပါအဲ့ချိန်ကျဘလို့ခံစားမသိဘူး။ညရဲအဲ့တော့တွေးပြီးတော့လေအခုချိန်ဒီမှာတရင်မှာအိတ်မပြောဘူး။ အဲ့ဒါအဲ့ဒါအဲ့မပြောရတယ်နှစ်နာရီလောက်ကြာတော့တစ်ခါရဲ့ချပြီးတော့ပြင်ဆင်တော့တာအဲ့ဒီအချိန်ကျရင်ဘယ်လိုလာမယ်မသိခံစားချက်က